ကျက်တော်အနေနဲ့စာတင်ကြောင်းဟိုးရှိရှိတော့ရွာလေးတရွာမှာအရင်ဆင်းရဲတဲ့လင်မယားနေရောက်နေထိုင်ကြပါတယ်တရွာလုံးကတော့ဆင်းရဲသားတွေပါသူတို့ရွာကလူတွေကမြေရိုးဆင်ဆက်ဆင်းရဲသားတွေပါထို့ရွာလူတွေကလေပိုင်ကိုလောက်ကြပါတယ်အဲ့ဒီလောက်ကရရပတ်စံနေပဲသူတို့တွေကစာဝင့်နေရအတွက်စဉ်းစားရပါတယ်တချို့လူတွေကတော့လူငါးတွေလောက်ကြပါတယ်အနီနာရွာလူတွေဆိုရင်ဆင်းရဲသားတို့အရင်အောင်နေကြတာပေါ့ ဆင်းရဲသောရွာသားတွေကလည်းလူတွေကိုမထင်သလိုမတန်သလိုဆက်ဆံကြရေးအဲဒီရွာလူတွေနဲ့စကားပြောရင်တော့သူတို့ကယွန်းကြပါတယ်တည့်ရတော့ဟေးတားလီဘယ်သွားမလို့လဲဆင်းရဲသောရဲ့နွေရဲရောကျွန်တော်သွားမလို့လေဟာမနက်ပိုင်းစောစောစီစီဘာလို့အဲ့လိုမကောင်းတဲ့နေရာသွားရတာလဲယုံစရာကောင်းနေကွာကျွန်တော်တို့အင်းရှိမအရန်ညက်ပတ်နေလို့အဲ့ဒီရွာလူတွေကိုခေါ်ခိုင်းမလို့ပါအဲ့လိုဆိုရင်တော့ကောင်းပါရဲ့ဒါပေမဲ့သွားလို့ရှိရင် အဲ့ဒီကလူတွေကိုထိတော့မထိနဲ့နော်ပြောလို့မရဘူးအားလုံးကစေရေးသားတွေကြီးပဲပြီးလို့ရှင်သူတို့ကဘာရီရှောက်စားမလဲမသိဘူးသိကြပါကျွန်တော်အရင်ကိုသွားလို့ရှင်လေလက်တွေကိုနှာခေါင်းစည်းရောပိတ်ပြောင်းมาသွားမှာပါအဲ့လိုပုံစံမျိုးနဲ့စေရေးသားရွာကလူတွေကိုကြကြရွာကလူတွေကဆက်ဆံကြပါတယ်ထိုကောင်လေးကစေရေးသားရွာကိုသွားပြီးတော့လူတယောက်ကိုစကားပြောနေခဲ့တယ်ပြီးတော့မတူသလိုမတန်သလိုဆက်ဆံခဲ့တာပေါ့ရွာကလူတွေကအရင်လိုနှိမ့်ဆက်တဲ့တန်ကိုခံခဲ့ရတယ် ဒါပေမဲ့ဘုရားသခင်ကဒီတိုင်းတော့ကြိတ်မနေပါဘူး။စင်ရဲသားရွာမှာ new generation လေးတွေကိုပေါက်လာခဲ့ပါပြီ။ Pitu, Madu, Ratan, Ragu, Gudiya အဲ့ဒီကလေး၅ယောက်စလုံးကလေးစင်ရဲတဲ့သူတို့ဘဝဆင်းရဲနေခဲ့ပါတယ်။ငါတို့နေရနေရဘလို့နေရကြီးလည်းမသိဘူးနော်။ငါတို့စားဖို့လည်းကောင်းကောင်းမရဘူး။အစားအသောက်ကလည်းမရှိဘူး။အဝတ်အစားတွေလည်းမရှိဘူး။ဟုတ်တယ်ပြီတူရဲ့ငါတို့ဘွားကြီးကလေဘာတွေဖြစ်နေရလဲမသိဘူးမဖြစ်တဲ့အောင်အခုလိုမျိုးငါတို့တခုခုလုံးတဲ့နေ ်ငါတို့ထပ်ပြီးတော့မစင်ရကျင်တော့မစင်ရတာမကောင်းဘူးစင်ရတာလည်းမကောင်းပါဘူးငါတို့မိဘတွေစင်ရလို့ငါတို့စင်စင်ရမွေးလာငါတို့ပြစ်မဟုတ်ဘူးလေငါတို့တက်ကြီးရဲ့အထိစင်စင်ရရနဲ့တည်သွားမှငါတို့ပြစ်ဖြစ်မှာအဲဒီလိုနဲ့ကလေးတွေအလုံးအိမ်ကိုပြန်သွားခဲ့တာပေါ့ဗီဒူကအိမ်ရောက်တော့သူ့ရဲ့အဖေကိုမေးရင်တအားကဘာဖြစ်လို့စင်ရရတာလဲတအားကချမ်းသာလို့မရအောင်လား ဒါလီရဲ့အဖေတို့ကတော့ချမ်းသာလို့ရတာပေါ့ဒါပေမဲ့ချမ်းသာဖို့အတွက်ပညာတတ်မှရမှာပညာတတ်ဖို့ကျောင်းနေရှိရမယ်ဆရာသမားတွေရှိရမယ်ဒါပေမဲ့အဖေတို့မှအဲ့ဒါတွေမရှိဘူးလေပြီးတော့အဖေတို့မှစာသင်ဖို့အတွက်အချိန်လည်းမရှိဘူးအချိန်မရှိရင်အချိန်ထုတ်ရမှာပေါ့အဖေရဲ့ကျွန်တော်ပညာတတ်ကြီးဖြစ်ချင်တယ်နောက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့မဆင်းရဲချင်တော့ဒီရွာကလူတွေကိုလေဆင်းရဲတဲ့လောကတွေမှာမနေသေးချင်တော့ကျွန်တော်ရွာကိုချမ်းသာတဲ့ရွာဖြစ်နေပြောင်းလဲချင်တယ် ကလေးပြောတဲ့စကားကိုကြားပြီးတော့သူရဲ့ဘရားရှိလိုက်ပါတယ်။ကလေးငါးယောက်စလုံးကသူတို့အိမ်မှာသူတို့မိဘတွေရောအဲ့လိုစကားပြောလို့ရှိပါတယ်။တဖြည်းဖြည်းနဲ့တရွာလုံးပြန်သွားတာပေါ့။တရွာလုံးကလူတွေကကလေးကိုရီးကြပါတယ်။သမင်းနဲ့နဲ့စားဖို့တော့မနေကျူးစားတာပညာတတ်တော့ဘာလုံးမလဲအပူရီမလုံးနဲ့ဗီတူးနဲ့နောက်ထပ်ကလေးလေးတယောက်ကတော့သူတို့ပြောစကားအောင်နားမထောင်ခဲ့ပါဘူးကလေးတွေကပညာတတ်ဖြစ်ဖို့အတွက်ရွာနာအကြောင်းမှာကြောင်းတက်ဖို့အတွက်နမဲစင်းသွားပေးခဲ့ပါရဲ့ ဆရာကျွန်တော်တို့ကြောင်းတက်ချင်ပါတယ်ပညာတက်ချင်လို့ပါဟုတ်လားဒါကောင်းတဲ့ကိစ္စပဲကြောင်းတက်ချင်ပတ်စံတတောင်းပေးရမယ်အဲ့လိုများတဲ့ပတ်စံကျွန်တော်တို့မှမရှိဘူးလေဘယ်လိုလုပ်ရမလဲတယောက်ကိုတတောင်းမင်းတို့က၅ယောက်ဆိုတော့၅တောင်းပေါ့ပတ်စံပြေပြန်လာခင်နော်၅တောင်းတော့လားဘယ်လောက်ပတ်စံအများကြီးလေရွာလူတွေကဘယ်သူမှလည်းတစ်ခါမှမြင်မှုမှမဟုတ်ပါဘူးဟုတ်လားဒါဆိုရင်မင်းတို့ကဘေးရွာလာတာလေစင်းရဲသားရွာပါဘာ စင်းရဲသားရွာဟုတ်လားမင်းတို့ကအဲ့လောက်တတိရှိနေပြီလားဒီကနေခုချက်ကျန်ထွက်သွားလိုက်ဆရာရဲ့ဒေါသကိုကြည့်ပြီးတော့ကလေးတွေကထွက်သွားပါ යි အဲ့ဒီကြောင့်မှဆရာမတယောက်လေးစတဲ့မာရီဆရာမနမေကလက်လာပါဆရာမကသူတို့စကားတွေကိုအကုန်လုံးကြားပြီးတော့အနာကိုရောက်လာခဲ့ပါ යි ဆရာမဆရာကိုပြောရင်ဆရာဘာဖြစ်လို့ကလေးတွေကိုခုလိုမျိုးမောင်းထုတ်လိုက်တာလဲသူတို့ကပညာတတ်ချင်လို့ရောက်လာတာလေဆရာမမသိပါဘူးသူတို့အားလုံးကစင်းရဲသားရွာလာတာအဲဒီကလူတွေအားလုံးကညက်ပတ်တယ် ညစ်ပတ်တော့ဘာဖြစ်လဲပညာသင်ချင်လို့လာတဲ့သူတွေကိုပညာသင်ပေးရမှာကျမတို့တာဝန်လေဆရာမဒီမှာအသက်မလားအဲ့ဒါအကြောင်းဘာမှမသိသေးရကျွန်တော်တို့အားလုံးအဲ့ဒီရွာလူတွေကိုလေစကားတော့မပြောဒါပေမဲ့ကျမအဲ့လိုမျိုးမဟုတ်ဘူးကျမတို့တို့စာသင်ပေးချင်တယ်ကျမဒီလောက်ကနေထွက်မယ်လလေအဲ့လိုပြောပြီးတော့ထွက်လာခဲ့ပါ යි အပြင်ရောက်တော့ကလေးငါးယောက်ကစိတ်ညစ်စွာနဲ့ထိုင်နေတာပေါ့ငါထင်တော့ငါတို့ပညာတတ်မဖြစ်နိုင်တော့ဘူးဒီကြောင်ငါတို့တောက်ခွင့်လည်းမပေးဘူး နောက်ပြီးငါတို့ရွာမှာကြောင်းမှမရှိတာထိုချင်းလှလှပြောပါလေဘာမှပြဿနာမရှိပါဘူးငါတို့အားလုံးပေါင်းပြီးတော့အဲ့ဒီရွာလေးမှာကြောင်းလေးတစ်ခုဖြစ်အောင်လုပ်ကြမယ်ကလေးတွေလည်းလန့်ပြီးတော့အနောက်ကိုလဲကြည့်လိုက်တယ်ဆရာမကျွန်တော်တို့ကိုသင်ပေးမှာပေါ့ဟုတ်လားဟုတ်တယ်ဆရာမအသားလေးတို့သင်ပေးမယ်စာသင်ပေးဖို့ကဆရာမလုပ်ကြပါလေပတ်သက်လို့ကျွန်တော်မှမဟုတ်တာဟုတ်ဆရာမတိတ်တော်လာမယ်ဆရာမလိုမျိုးသူများတွေပါအဲ့လိုတွေ့လို့ရှင်ဘယ်လောက်ကောင်းလိုက်မလဲ ပြဿနာမရှိပါဘူးငါတို့အားလုံးပေါင်းပြီးတော့အကုန်လုံးရအတွေးတွေကိုပြောင်းလဲကြမယ်လေဘလို့လဲသဘောတူလားအခုတော့ဆ iam မောင်ရွာလိုက်ပုံအဲ့လိုပြောပြီးတော့ဆ iam မကလေးတယောက်လက်ကိုဆဲကရွာအောင်လိုက်သွားလိုက်တယ်ဗီဒီယိုကအရန်ရှက်နေကြတာပေါ့အရင်တုန်းကဆိုရင်သူတို့ရွာလူတွေကိုအရန်နှိမ်ကြတာအခုပထမဆုံးလူတယောက်ပါပဲသူ့လက်ကိုကမ်းပြီးတော့ရွာအောင်လိုက်ဖို့ခိုင်းတာတခြားလူတွေကသူတို့စကားကောင်းကောင်းမပြောကြပါဘူး ကလေး၅ယောက်လုံးကဆရာမရဲ့လက်ကိုဆွဲပြီးတော့ရွာထဲကိုခေါ်လာခဲ့ရင်ရွာထဲကလူတွေကထားဝကြည့်ပြီးတော့အံ့ဩနေခဲ့ပါ යි သူတို့ရွာကိုပထမဆုံးအချိန်ဘာကာခွေမှမပါမယ်နဲ့လာတဲ့သူအံ့ဩနေခဲ့တာပေါ့ဘီတူတော်လီဆရာမတို့ဒီကျောင်းမှာစောက်ရမယ်ဆရာမတို့ကျောင်းလုပ်လို့ရတဲ့အိမ်ရှိလားဟင်ဟုတ်ကဲ့ရှိပါတယ်ကျွန်တော်တို့ရွာရဲ့အလဲကောင်တက်တယ်မှာမြေကြီးနဲ့လှုပ်ထားတဲ့အိမ်လေးတစ်လုံးရှိရဲ့အဲ့ဒီအိမ်ကတော်တော်လေးဟောင်းနေပြီ ကောင်းပြီလေဆီယမအဲ့ဒီကိုလိုက်ဖို့ကလေးငါးယောက်လုံးကဆီယမကိုအိမ်လိုက်ဖို့ပြီးလိုက်တယ်အဲ့ဒီရင်ကတော်တော်ကြီးဟောင်းနေပါပြီနေရာတိုင်းမှာအပေါက်ပြဲတွေဖြစ်နေတာပေါ့အိမ်ကမိုးတွေကလည်းမကောင်းတော့ဘူးအကာကလေးကလည်းမကောင်းတော့ပါဘူးဆီယမတော်တော်လုံလောက်ပါရဲ့ဆီယမကဒီမှာပဲနေမယ်ပြီးရင်ဒီမှာပဲကလေးတွေကိုစားတယ်မယ်ဟုတ်ကဲ့ဆီယမကျွန်တော်တို့ကလေးတွေကစားဖို့တော်လေးတစ်ခုခုစီစဉ်ပေးမယ်ဆီယမစားဖို့နော်ဟုတ်လားဒါဆိုလို့ရှိရင် ကလေးတွေကဒီမှာပါရီစားကြလဲရင် သမီးတို့ချက်သွုံနဲ့ချက်ပါတီစားပါရဲ့ချက်သွုံနဲ့ချက်ပါတီပဲစားရတာလားဟုတ်တယ်ကျွန်တော်တို့ကစင်းရတာလေအဲအကြောင်းလဲလို့ဖို့အပိုင်မရှိဘူးမြေလုံလောက်မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အခက်အခဲဖြစ်ရတယ်ကျွန်တော်တို့စိုက်တဲ့ချက်သွုံတွေကိုလည်းရောင်းလဲရောင်းနေပြီးတော့ကျွန်တော်တို့လည်းစားတယ်လေကောင်းပါပြီဆရာမလည်းအဲ့ဒါပဲစားမယ်နော်ဒါဆိုရင်တအားမနှက်ပြတ်စားပြီးတော့ចောင်းလာတက်လို့ရပြီလားမနှက်ပြတ်မှာမဖြစ်လို့ စာတင်ပါလေဒီနေ့ပဲစာတင်မယ်လေဆရာမဒီနေ့ပဲစာတင်ခြင်းနေဆရာမက9ရောက်စလုံးကိုအိမ်ထဲခေါ်သွားပြီးတော့အစားစားတင်ပါ යි အဲဒီလိုနဲ့တပြေပြေစာတင်တဲ့သူတွေများလာခဲ့ကလေးတွေများလာတဲ့အတွက်ကြောင့်နေရာမလမ်းမငါဖြစ်ခဲ့ဒီလိုနဲ့မိုးရွာတီကိုရောက်လာခဲ့တာပေါ့မိုးရွာတော့အိမ်လေးကတပြေပြေနဲ့ရေမြုပ်လာခဲ့ဒီမှာငါနေရာတိုင်းမှာရေတွေကြီးပဲဖြတ်နေရဲ့ငါတို့အောက်မှာဘလို့လောက်ပြီးတော့စာတင်ရမလဲထိုင်လို့လည်းမရတော့စာတင်ဘလို့လောက်ကြမလဲ ဟုတ်တယ်ဆရာမတို့မှာ စားမှုတော်ပတ်သက်မရှိတာထိုင်မို့ခေါ်ကဘယ်ရရမလဲကလေးရီယာရည်ရွယ်ချက်ကြီးစွာနဲ့စာအုပ်ကျူးစားပြီးတော့တင်နေရပါဒါပေမဲ့အခုလိုအချိန်လေးမျိုးဖြစ်လာတော့သူတို့ကစိတ်ပြတ်သွားကြတာပေါ့ပီတူကအိမ်ပြန်သွားခဲ့ရင်အိမ်ရောက်တော့သူ့ဖေယာမင်းရဲ့တားလေဘာဖြစ်လို့လဲဘာလို့မျက်နှာမကောင်းတာလဲအဖေတားတို့ကြောင်းနဲ့ရည်ရွယ်ဝင်သွားတယ်ကျွန်တော်တို့စားတင်လို့မရတော့ဘူးထိုင်ပြီးတော့စားတင်ဖို့လဲကျောင်းမှာထိုင်လို့ရတဲ့ခုံကမရှိဘူးလေဒီမဲ့တောင်အခက်ခဲတွေရှိလာရင်ရင်ဆိုင်ရတယ် ပြဿနာတစ်ခုရှိရင်အဖြေတွေအများကြီးရှိရင်အဲ့ဒါအဖေတို့ကအဖြေရှားမှာမရှာဘဲနဲ့ဒီတိုင်းထိုင်နေလို့မရဘူးตาရဲ့ဒါဆိုရင်ဒါတို့လည်းအဖြေရမှာပေါ့နော်ဟုတ်တယ်ตาလေးဒီတစ်ခါအဖေတို့ပတ်သက်အများကြီးရမှာလို့ထင်နေအဖေတို့လည်းထဲမှာစက်တုံနေအများကြီးဖြစ်နေရဲ့အကြီးကြီးတွေပဲလာအဖေနဲ့လိုက်ခဲ့အဖေပြမယ်ဘီတူဘီကဘီတူကိုလဲတဲ့ခေါ်သွားရင်ပြီးတော့စက်တုံနေပြလိုက်တယ်စက်တုံနေကိုတွေ့ပြီးတော့ဘီတူကအရန်အော်သွားတယ်ပြီးတော့အကြံတစ်ခုရသွားတယ် အမလေးအဲ့လောက်ကြီးရဲ့စက်တော်နေကျွန်တော်တို့အတော်ဝင်နေအတုံပြုတ်လို့ရတယ်ဘလို့မျိုးလဲတာလေစက်တော်နေနဲ့တားတို့ခုံလို့ရတယ်လေဗီဒူကလည်းသူ့ရဲ့အကြံအအောင်လုံးကလေးတွေကိုပြောပြလိုက်တယ်ရွာလူတွေလည်းကလေးတွေရဲ့ကျူးစားမှုကြည့်ပြီးတော့အယားယားဖြည့်ဆည်းပေးလိုက်ပါတယ်ရွာတွေကလူတွေကသူတို့လေတွေကစက်တော်နေကိုယူပေးကြတယ်ကလေးတွေလည်းစက်တော်နေနဲ့ခုံနေလုံလိုက်ကြပါတယ်ပြီးတော့အဲ့ဒီခုံနေပေါ်မှာစာရီတင်ကြတာပေါ့ရန်နေငယ်တွေမှာအားလုံးကကြောင်းနေရတယ် ကျောင်းသူတွေတဖြည်းဖြည်းနဲ့ကျောင်းလာတက်ကြရင်တဖြည်းဖြည်းနဲ့စက်တော်ရွာတဖြည်းဖြည်းနမဲကြည့်သွားပါရဲ့တမရစီကိုလည်းတရင်ရောက်သွားရင်တမရပြောပါရဲ့စင်ရဲတော်ရွာလေးကကလေးတွေဟာစက်တော်ကောင်းနေနဲ့စာတင်နေကြတာပေါ့အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲဆရာကလည်းဘာဆိုင်လို့လဲဟုတ်လားသူတို့ရွာလူများတွေမဲပင်ဆရာပဲအများကြီးရမှာဟာမင်းကတိတ်တော်တာပဲလာငါတို့သွားကူညီအောင်သမရလေးနောက်နေ့ကျတော့ရွာသွားကြရင် ။ရွာကလူတွေကလည်းသူ့ကိုချီပြီးတော့အံ့ဩနေကြတာပေါ့။သူတို့ရွာဘယ်သူမှမလာဘူးတဲ့အတွက်ကြောင့်မသူကကလေးတွေရေးစားတဲ့နေရာပုံကိုချီပြီးတော့အံ့အားသင့်နေခဲ့ပါရဲ့။တမရကစာမေးပွဲကိုဖြေခိုင်းဖို့စဉ်းစားလိုက်တယ်။ကလေးတွေကလည်းစာမေးပွဲဖြေဖို့အလက်ခံလိုက်ပါရဲ့။ကလေးတွေရဲ့ကျိုးစားအထောက်အပံ့ကိုချီပြီးတော့အရန်ကိုသဘောကျနေခဲ့တာပေါ့။ကလေးတွေရန်တော်တယ်။အခုကလေးတွေကိုဘယ်သူမှမနေစိတ်ချဘာမှစိတ်မပူနဲ့။သူရဲ့အကူအညီနဲ့အเจ้าကအကြီးကြီးဖြတ်သွားခဲ့ပါရဲ့။အဲဒီကြောင့်မ ဆ ्याम မကောင်းနေအများကြီးလာခဲ့တယ်။ဆ ्याम မလက်လာလေးကြောင်းရဲ့အကြီးကဲတယောက်ဖြတ်လာခဲ့ပါတယ်။ကလေးတွေ9ယောက်လုံးလည်းအရွယ်ရောက်လာပြီးတော့အလုံးကန်ကောင်းနေလောက်ကန်ကြပါတယ်။တပြေးပြေးနဲ့စင်ရဲသားရွာချမ်းသာရွာဖြစ်နေပြောင်းလဲသွားတာပေါ့။တရွာလုံးချမ်းသာသွားကြပါတယ်။တရွာလုံးလည်းပျော်ပျော်ရွှင်ရွှင်နဲ့နေသွားကြပါတော့တယ်။